education free online school မှာမြန်မာပြည်သားနေသောကလေးနိုင်မှကျော်တော်ကျော်သူများဖြစ်ပါတဲ့ကံပြဘုရားတို့တည်ဆပ်ပေးမဲ့ကျောရကတော့ဗီယက်နမ်နိုင်ငံကျောင်းနဲ့ဗီယက်နမ်နိုင်ငံလုံးလိုက်ကျောပုဂ္ဂိုလ်လေလထမ်းတော်များဝပြပြပေးလို့ဖြစ်ပါတဲ့ကံပြ DSC တွေတော်တော်လေးပူပတ်ပါဝင်လို့ဆက်ထားပါတဲ့ကံပြစာစီထားသူများမှာ02030စိတ်တော်ဖြစ်ပြီးနောက်သေးစာနေပြ010 3050 7 09နဲ့ထဲတော့ပဲဖြစ်ပါတယ်ခင်ဗျာ အတ္တတော်များကားသောဇီဂနဲ့အလဲဝဲထွက်တော့ဖြစ်ပါလေခပ်ပြအလိုပဲသောတဲ့သူဘိနနကကြောကိုလိုက်ပါလိလလိုက်ကြရအောင်ပါခပ်ပြ အမောင်မြတ်ပါရဲ့တိခဏံလည်းပြီးတိပဲကြပါခပ်ပြဘီယနာကအရှိတောင်အရှာရတီရှိပြီးတော့လာအိုတရုတ်ကမ္ဘောဒီးယားနဲ့တရုတ်ပင်လယ်အနောက်ပိုင်းတို့နဲ့ခြောက်ချက်တက်ဆက်ကြတယ်အဲလိုချိုင်းနာဒေသအတွင်းမှာပါဝင်တဲ့ဘီယနာ၏မြို့တော်မှာတော့ဟန်နွမ်းဖြစ်ပြီးတော့စီးပွားရေးအရာအရေးကြီးဆုံးမြို့မှာတော့ ဟိုဂျီမင်းမြို့ဖြစ်ပါတယ်။ BNN ၏ဧရိယာကျယ်ဝန်းမှုမှာတော့စုစုပေါင်း33,000စတူရန်ကီလိုမီတာရှိပြီးတော့လူဦးရေမှာတော့96万ကျော်ရှိပါတယ်။ BNN နိုင်ငံသားများက BNN ဘာသာစကားများကိုအများဆုံးအသုံးပြုကြပါတယ်။ဘာသာရေးအနေဖြင့်ဗုဒ္ဓဘာသာ၊ခရစ်ယာန်ဘာသာနဲ့တောအိုဘာသာစသည်ဖြင့်အမျိုးမျိုးကူးကွဲကြပါတယ်။ ပီယန်နာကရိုးရာရေးချင်းမှုများကျဲဝပြီးတော့လက်မှုလုပ်ငန်းများထောက်ရပွဲတော်များနဲ့ရိုးရာစားစာများဥပမာအနေဖြင့်ဖော့နွမ်းဗန်မီတို့မှလည်းနာမည်ကြီးလာပါတယ်ရဲ့လာဒီတပတ်ကြရှိမှုကြရှိဖြစ်ပြီးဒီအောင်ချမှုပြည်တဲ့အပိုင်းအောင်ချမှုနောက်ဆုံးနေ့ဖြစ်အမေရိကန်နဲ့ဗီယက်နမ်စစ်ပွဲတွေလွန်လာပြီးရုရှားတိုက်ပွဲများစွာကိုရေးဆိုင်တာခံကြသည် ပြည်သူတို့ဒီပြည်နယ်ကိုကတလဲစေကျွေးဆက်သေးကြတို့ဒီအကူကြီးပြဲပြဲထားတိုင်းခဲ့ပါသည်။1956ခုနှစ်မှ1986ခုနှစ်အတွင်း ခဲ့တဲ့တို့ကဆယ်ပွဲများစွာခုနိုင်အမြင့်မြင့်ရှိခဲ့ရွေးပြင်းနေဒီထီးဖြစ်နေခဲ့တဲ့လေအာတို့ကြရောက်ခဲ့ခဲ့ဒီအောက်ရှိအား၆၉ခုနဲ့ရွေးပြင်းနေအေးတော်ပိုင်းတို့တို့ဒီခဲ့တဲ့တို့ကိုလိုနီဖြစ်လောက်ခဲ့ဒီဤကတို့တိုင်းရဲ684ခုနဲ့တို့ရောက်တော့ခါရဲဗီယက်နာနိုင်ငံလုံးဒီပြည်သည်လေအာတို့တရောက်ခဲ့ပြီးဗီယက်နာရဲ့ဘိုင်းနဲ့မြောက်ပိုင်းတို့ကိုအာနာဆောက်ရှောင်းတစ်ခါနဲ့မြင်းနဲ့ တော်ကဲဆောက်ရှာခန်းနေမြို့ဟူ၍ဆောက်ရှာခန်းနေမြေနေခုဖြစ်ပြည်သည်တို့ကခွကြထားခဲ့သည်ထို့နောက်ပြည်သည်တို့သည်ဗီယက်နမ်နိုင်ငံကိုပြည်သည်အေဒူချိုင်းနာပြည်ထောင်စုအဖြစ်1889ခုနှစ်အတွင်းတရားဝယ်ပတ်စည်းခံသည့်ပြည်သည်တို့၏အုပ်ချုပ်မှုကြောင့်ဗီယက်နမ်လူမှုဖွဲ့စည်းတွင်အနောက်တိုင်းပေါ်စားခေမီပညာရေးစနစ်ကိုတည် ဝဲဝဲလာခံပြီးယူမာကတရဲတဘောဝါတဘောလာယေမာရှေပါလာကိုင်ဒီအေဒိုချိုင်းနာတွေလာရောင်းနေထိုက်ကြသူပြည့်စည်များစုမှာဆိုင်ကုတ်ဒေတာတွေစူးစီးနေထိုက်ကြသည်ထိုတွင်ကာဘူအာကိုမြေတစကားဖွဲ့တို့ကပြည့်တဲ့တို့ဤအောက်ချုံမှုကိုပုဂတ်ဒေါ်လာကာယထောင်ရှီယာ90ခုနဲ့တွေကြာရှုပ်ခဲ့သည်ထိုအတွက်တွေတွေကာဘူအာကြောက်ကြတို့ဒီဗီယန်နာခရေယာ လူဦးရေသောဘုဒ္ဓဘုရားကိုလာဖျက်ခဲ့သည်တူတော်စီအပြည့်တွေဂျပန်တို့စီဆိုးပြီးပြည်သူတို့ကအီရိုချိုင်းနာကိုကုလိုနီပြူရပြလဲဝဲရောက်လာခဲ့ပါတယ်။ဒါကြောင့်အီရိုချိုင်းနာဒေသရှိဗီယက်နမ်နိုင်ငံကလော်လာရေးရာရာအတွက်ဆင်လေးကြိုးပမ်းလာကြပါတယ်။ထောက်ခွေ47ပြည်နယ်တွေဒေါ်လာရေးခါဆောင်ဖူဂျီမဲဤဥဆောင်မှုဖြင့်ဗီယက်နမ်နဲ့ဟုခေါ်သော ကွန်မြူနီနဲ့အမျိုးသားလွန်မြောက်ရေးလှုံ့ဆော်မှုပေါ်ပါလာခဲ့ပါတယ်။ဗီယက်နာမဲတို့သည်ဗီယက်နာမြောက်ပိုင်းနဲ့အလဲပိုင်းဒေသများကိုထဲချောက်ထောင်းလိုက်ခဲ့ပေါ်လဲဗီယက်နာတောက်ပိုင်းတွေထဲချောက်နိုင်မှုအားနည်းခဲ့ပါတယ်။ဟိုချီမင်းကဗီယက်နာအားကေတီတို့ထားမှလွန်လာရေးရာရာနဲ့ဂျပန်တို့ကကျူးကျော်မှုအဆုံးသတ်ရန်ဦးတည်လှုပ်ရှားခဲ့ကြပါတယ်။1945ခုနှစ်အော်ဂေါ်လာတွင်ဗီယက်ဗီယက်မဲတို့က ခန္ဓာမျိုးကိုသိပိုက်ပြီးယာယီအစိုးရအဖြစ်စစ်တေဘာလာနေရင်တွေလော်လာရေးကျင့်ကြခဲ့ကြပါရဲ့။ထို့နဲ့အတွဲမှာပဲပြစ်တဲ့တမရနိုင်ကဤယာယီအစိုးရအဖွဲ့မှပီယနာတို့ပြစ်တဲ့အစီခြားဖူးစားရှောက်ခွေရေးတပ်ဖွဲ့အားစီလော်ပြီးကိုလိုနီအုပ်ချုပ်ရေးကိုပြန်လည်အသေးသေးရာခိုင်းစစ်ခဲ့တဲ့ဖြင့်1946ခုနှစ်ပိုင်းတွင်ပီယနာမဲတို့ကပြစ်တဲ့တို့အားယောက်ျားစစ်စီဖြစ် စာပေးတိုက်ခိုက်ခဲ့ကြပါတယ်။ထို့တွင်ဘီယမင်းတို့ကတယောက်ဤစည်ရဲကူညီဖြင့်ပြည်တဲ့ကိုကိုနှစ်ယောက်ခုခတ်တိုက်ခတ်ခဲ့ပါတယ်။1954ခုနှစ်မေလခဏရင်းနေတွင်ဖြစ်ပွားခဲ့သောဒေဗေဖူးတိုက်ပွဲ၌ BMN တို့အောက်ဘက်ခံနိုင်ခဲ့ပြီးဟူဂျီမင်းက အသာစီးရသောအချိန်မှအပက်အခတ်ရက်စဲကြီးအတွက်ဆွေးနွေးနိုင်ခဲ့ပါသည် 1954ခုနှစ်ဂျီနီဗာသဘောတူညီချက်အရကိုလိုနီအုပ်ချုပ်ရေးကိုအဆုံးသတ်ခဲ့ပြီးမြောက်လေတီချူစက္ကနေဒီဂရီတွင်ဆေးပွဲကင်းမဆုပ်အဖြစ်နှစ်ပတ်ပိုက်ချထားခဲ့ပါတယ်။ထို့သောခွဲခြားပြီးနောက်မြောက်ပိုင်းမှာမျိုးရဟန်နာဘူဟုဖြစ်ပြီးဟိုချီမင်းပြီးဗီယက်နာဒီမိုကရက်တဲ့တမရနိုင်ငံနဲ့တောက်ပိုင်းမှာမျိုးရစိုက်ကုတ်ကိုဗဟုပြုပြီးဗီယက်နာတမတာနိုင်ငံဟူ၍နိုင်ငံနှစ်ခုပေါ်ပါလာခဲ့ပါတယ်။ သုံးရအတွင်လော်လာစရွှေပြခွေကိုထုတ်ပြခဲ့တဲ့ဖြင့်တသန်နီးပါးခတ်ရှိသောပြည်သူများနှင့်ကက်တလေပါတာဝဲတို့တာပိုင်းတို့ပြောက်ရွှေ့ခဲ့ကြပါတယ်။ဂျီနီဘာသဘောတူညီချက်အရ BNR နှစ်ပိုက်ကာချင်းမှာအမြဲတမ်းအတွင်မရှိရွယ်ပဲ1956ခုနှစ်ရွေးကောက်ပွဲအပြီးတွင်ပြလဲပေါစီရသဘောတူထားခဲ့ပါတယ်။ ။အနာတရပောက်စီကိုဖောစာပိတ်ခတ်တို့လဲဆောက်ကိုဆိုးရကဂျီနီဘတ်ဘတ်သူချေအမန်။ရောင်းနေဆုခတ်တဲ့ဖြစ်။တောက်ဘီယနာနဲ့မြန်ဘီယနာဆစ်ဆိုင်တဲမလောက် ခတ်သီးထောက်ကွန်း93ခုနဲ့မှာထောက်ကွန်း96ခုနဲ့အတွဲ။ညဘီယနာဆိုးရတီလဲရမြေဒီကလေးရေကိုဆောက်ရခချေကြောက်ထေရှားသူတော်တိုးနိုင်ကရေးဖိနေမှုများဖြစ်ပိုးစခတ်သီး။ဒါရမေပြပြပြလာရေကော်လာတွဲရဗီယနာနေမြပြသူတို့အီဆိုရ အနိုင်ကလောတိုက်တပ်ပြေလူတသိခါချီတပြားခါခါရသည်ဟုဆိုပါသည်သူစစ်စေးရင်မှမြင်းနီးမြဝါကြောဖို့တဲ့တာတွေအများဆုံးဖြစ်ပွားခတ်တဲ့ဖြစ်ပညာရှင်မြတ်စုကနတ်ဆုံးကားသားခါများသာခါရမည်ဟုလည်းခါခဲ့ကြသည်တိုးတိုးလည်းပြန်လာနေအာဂီဗီတို့ဤကာတာဆောက်ရစာဒါမြောက်ကိုထောပြကရေရခတ်တို့ရစ်တဲ့အလောဘေနတ်ပါလိရှိပြီးသိသောသားငါးထောက်ကျုံမြောက် ှိသည်ဟုယူဆရသည်ဗီယက်နမ်နိုင်ငံတွင်မူဆိုင်ကုဆွေမှာများဗီယက်နမ်ရိုအီ656ခုနှင့်ဗီယက်နမ်ရရှိ450ကျောက်လောကျတာဖြာချေကိုတားပြသည့်အနည်းကွန်မြူနီဟူတတ်တဲ့ရှိသူအလုံးကိုဖာစီထိတ်သိပြီးနိုင်ငံရေးပြပြပြလာသည်ဒီစကားများတို့ပုခတိရေလျာမအလောရေဆက်ပြီးကွန်မြူနီမဟုတ်သူများပြဖာစီထိတ်တဲ့ခခရသည်ထို့တော်လဆမှုချလူပါ 2048ဦးများသိဆော့ခရသည်ဟုမြဗီယန်နာ ဆိုရမားထပြကြီးညာခိုင်သည်ဒါကွက်60နဲ့ဒါကွက်60ခုနဲ့တို့တွေ့ဆိုပြီးရဲ့မိထဆုနဲ့မြဗီယန်နာတို့ကြောင့်စရေးကူညီများပိတ်အာရချစ်ကြီးလေမအီထုခကြသည်နာပိုက်တွင်မြဗီယန်နာရှိကွန်မြူနယ်အာနာရှိတို့သည်မလေးမခိုးတို့ရွေးကပွဲများဖြင့်၎င်းတို့ဤအာနာကိုဆွတ်ဆာထားခကြသည်ကွန်မြူနယ်တို့ကလည်း ်မြာပြေနာတဲ့ထိုင်မနိုင်သိမရဖြစ်လောက်ကြပြီးတာပီယနာတို့ကရဲ့အတွေ့အမေရိကန်နဲ့ပူပတ်ခဲ့သည်1996ခုနှစ်ဇူလိုင်လနေ့ရက်နေ့တွင်မြောက်ဘီယန်နာနဲ့တာပီယန်နာတို့ပေါစီပြီးတော့ဘီယန်နာဆူဆယ်လက်သမ္မတနိုင်ငံအဖြစ်တည်ထောင်ခဲ့ပါတယ်စစ်ပွဲကြောင့်ဘီယန်နာအားအကြီးကျယ်ပျက်စီးခဲ့ပြီးတော့စုစုပေါင်းတိုက်ဆုံမှုမှာတော့ရှစ်သိန်းနဲ့သုံးလုံးမှသက်ကြာရှိမယ်ဟုခန့်မှန်းရပါတယ် ဤသို့သောစင်များဖြစ်ခြင်းပြည်တွဲရှုပ်တွေများဖြစ်ခြင်းသည့်အပြစ်မဲ့ပြည်သူများကိုများစွာထိခိုက်နေနိုင်စေခဲ့ပါသည်။ယခုချိန်မှာတော့ BNN နိုင်ငံကခီးသွွားများစွာနဲ့စီကားလျက်ရှိနေပါသည်။